မင်္ဂလာပါခင်ဗျာအော်တိုဘားလ20ရက်နေ့ရန်ကုန်တခွင်သတင်းဆောင်လင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တန်လင်းမြို့နယ်ပန်းကင်းအဆင့်3စီမံချက်ဆောင်ရွက်ဆိုတဲ့သတင်းပဲဖြစ်ပါရယ်လူမှုကြည်ကြရင်နဲ့ပြည်သူ့အင်အားဝန်ကြီးဌာနတန်လင်းခရိုင်တန်လင်းမြို့နယ်ဦးစီးမှုဦးစွဲမင်းဦးနဲ့ဝန်ထမ်းများကပန်းကင်းအဆင့်3စီမံချက်ဖြင့်မြို့နယ်အတွင်းရှိရပ်ကွက်ကြီးရွာများသို့ကွဲစက်ဆောင်ရွက်ပေးလျက်ရှိရာအော်တိုဘားလ16ရက်နေ့ညနေပိုင်းကမြို့ဟောင်းအရှိရပ်ကွက်နဲ့ဖရားကုန်းကြီးရွာအုပ်စုတို့မှဆက်လက်ဆောင်ရွက်ကြောင်းသိရပါရယ်အဲ့ဒီလိုဆောင်ရွက်ပေးတဲ့နေရာမှာ တာလင်မြို့နယ်မြို့ဟောင်းရှိရက်ကွက်နဲ့ဖျားကုန်းကျွေးရအုပ်စုများမှာအင်တော်သူစင်းဆောင်ရွက်ပေးခြင်းများကိုအဖွဲ့များခွဲ၍ဆောင်ရွက်ပေးကြကြောင်းသိရပါတယ်ခင်ဗျာဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့ထားတာဖြစ်ပါတယ်ဆက်လက်တင်ဆက်မယ့်သတင်းကတော့မြောက်ကလပါမြို့နယ်အခြေခံပညာကျောင်းများရှိကလေးငယ်များအားကာကွယ်ဆေးများထိုးနှံပေးခြင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရခိုင်တိုင်းဒေသကြီးမယန်းကုန်းခရိုင်မြောက်ကလပါမြို့နယ်အခြေခံပညာကျောင်းများမှာရှိတဲ့ကလေးငယ်များကိုကျောင်းချစ်ပြူတေငောင်းကင်စာကာကွယ်ဆေး HPP နဲ့ စုံစုံမေးကင်ကာကွယ်ဆေးတီတီထိုးပေးခြင်းကိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှုဒေါက်တာမျိုးမင်းထွန်းနဲ့ကျန်းမာရေးဝန်ထမ်းများကဆက်လက်ကွင်းဆင်ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်ခင်ဗျာဒီသတင်းကိုတော့တက်လွင်စုကပေးပို့ထားပါတယ်ဆက်လက်တင်ဆက်မယ့်သတင်းကတော့မဲဆန္ဒရှင်စီရင်ကတ်ထားကြညာထားရှိမှုပဇွန်တော်မျိုးနယ်ဥက္ကဋ္ဌဆစ်ဆေးဆိုတဲ့သတင်းမှဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးပဇွန်တော်မျိုးနယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစော်မိုးအောင်နဲ့အဖွဲ့ဝင်များဟာအော်တိုဘားလ16ရက်နေ့မနေ့ပိုင်းကမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များလိုက်ပါလျက်မြို့နယ်တွင်းမှာရှိတဲ့ရက်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှာပထမအကြိမ်မဲဆင်းများကတ်ထားကြေညာမှုအားကွင်းစင်ကြည့်ရှုကာမဲဆန်းဆာရှင်ဆင်းများလာရောက်ကြည့်ရှုရန်အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်နဲ့လူအပ်သည့်များအမြန်ဆုံးကူညီဖြည့်ရှင်းပေးရန်တာဝန်ရှိသူများအားရှင်းလင်းမှာကြားကြောင်းသိရပါရခင်ဗျာဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ thank you